ခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့မော်စကိုမြို့အပြင်ဘက်ရှိစစ်ရောဂါဆေးရုံတရုံမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာအနည်းဆုံးလူ38ဦးသေဆုံးခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့အပြင်ဘက်မှာရှိတဲ့စစ်ရောဂါဆေးရုံတရုံမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှာအနည်းဆုံးလူ38ဦးသေဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အဆိုပါမီးလောင်ကျွမ်းမှုဟာဧပြီလ25ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးသေဆုံးသူအများစုဟာ၎င်းတို့အိတ်ယာထဲမှာသေဆုံးနေခဲ့ကြတာဖြစ်ပါတယ်။ ရုရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကအဆိုပါတစ်ထပ်စေယုံဟာစိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်မတိမငြိမ်ဖြစ်နေသူတွေကိုလက်ခံထားရှိရဲ့စေယုံဖြစ်တယ်လို့ဆိုပါရယ်စေယုံရဲ့ပြင်းပေါက်တွေဟာတန်နိုင်တွေကာထားတာဖြစ်ပြီးအရေးပေါ်ထွက်ပေါက်နှစ်ပေါက်ရှိရဲ့လို့အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူတဦးကဆိုပါရယ်စေယုံကိုသွားတဲ့လမ်းမှာတူးမြောက်ကူးတဲ့ ferry မသွားတာကြောင့်မိသက်သမားတွေဟာကန့်သက်လမ်းကြောင်းကသွားခဲ့ရတာကြောင့်စေယုံမှာမီးလောင်ကျွမ်းနေတယ်လို့အရေးပေါ်ဖုန်းခေါ်ဆိုမှုရရှိအပြီး တနအီကြာမှမိသက်သမားတွေကစေယုံကိုရောက်ရှိခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။စုံစမ်းစစ်ဆေးသူတွေရဲ့ထုတ်ပြန်ချက်အရာလူနာ36ဦးနဲ့ဆရာဝန်2ဦးတည်ဆုံးခဲ့ပြီးသူနာပြု2ဦးနဲ့လူနာ2ဦးကိုသာလွတ်မြောက်အောင်စီမံပေးနိုင်ခဲ့တယ်လို့သိရပါရယ်။အရေးပေါ်ဝန်ဆောင်မှုဌာနရဲ့စီရင်ထုတ်ပြန်ချက်အရာတည်ဆုံးသူလူနာတွေဟာအသက်20မှ86နှစ်အကြားရှိရလို့သိရပါရယ်။စုံစမ်းစစ်ဆေးရေးကော်မရှင်မှပြောရေးဆိုခွင့်ရှိသူ2ဦးရဲ့ပြောကြားချက်အရာတည်ဆုံးသူအများစုဟာအိယာထဲမှာသာတည်ဆုံးခဲ့ကြတာဖြစ်ပြီးလွတ်မြောက်အောင်ကြိုးပမ်းအားထုတ်မှုမရှိခဲ့ဘူးလို့လည်းသိရပါရယ်။